မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ One Championship ကချပြလိုက်တဲ့135 136ပြိုင်ပွဲအကြောင်းကိုပြောပြခြင်းပါတယ် ဒီပြိုင်ပွဲအကြောင်းမပြောခင်ဒီမနီကာက life long ခဲ့တဲ့အနေထားမှာလဲပြည်သက်တချို့ကဒီ2025ခုနှစ်လက်ကျန်အချိန်တွင်းမှာမြန်မာ fighter ရဲ့တွဲဆိုင်မပါဝင်တော့ဘူးလားဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကိုမေးခွန်းထုတ်ခဲ့ကြတယ်။ဟိုးပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းတုန်းကလည်းဒီ135 136ပြိုင်ပွဲကမြန်မာ fighter ပါဝင်လာနိုင်ခြင်းအများဆုံးရှိတဲ့ပြိုင်ပွဲဆိုပြီးကျွန်တော်ကခံမှန်းသုံးသပ်ပြခဲ့တယ်။ဒါကဘလို့အကြောင်းရင်းချောင်းလဲဆိုတော့ဒီပြိုင်ပွဲပြီးရင်ကျင်းပမဲ့135 137ပြိုင်ပွဲဆိုတာ ဝမ်ချမြင့်ရှိက2025ခုရဲ့နောက်ဆုံးအနေနဲ့ကျင်းပမဲ့ပြိုင်ပွဲမျိုးဖြစ်နေလို့ပါပဲဒီပြိုင်ပွဲမှာတော့ထိုင်းကနာမည်ကြီးဖိုက်တာတွေရဲ့တွဲဆိုင်တွေကိုအများကြီးချပြထားပြီးအဲ့ဒီအထဲမှာမြန်မာဖိုက်တာတွေရဲ့တွဲဆိုင်ပါဝင်လာဖို့ရာခိုင်နှုန်းအတော်ကိုနေတယ်ဒီလိုဒီလိုသောအကြောင်းရင်းတွေကြောင့်မြန်မာဖိုက်တာရဲ့တွဲဆိုင်ပါဝင်လာမယ်ဆိုရင် 155 137ပြိုင်ပွဲကဖြစ်နိုင်ခြင်းအများဆုံးဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကပြည်သက်တွေကိုချပြခဲ့တယ်။အခုတော့ကျွန်တော်ချပြတင်ပြခဲ့တဲ့အကြောင်းအရာတွေမှန်ကန်တယ်ဆိုတာ1 Championship ကချပြလိုက်တဲ့တွဲဆိုင်တွေကြည့်ပြီးပြောလို့ရပါပြီ။ဘလို့အကြောင်းရင်းကြောင်းလဲဆိုတော့ဒီချပြလိုက်တဲ့155 137ပြိုင်ပွဲမှာပါဝင်လာမဲ့တွဲဆိုင်တွေတဲမှာကျွန်တော်တို့ရဲ့ချင်းလူငယ်ဖိုက်တာလေးဖြစ်တဲ့ Harlan Hong လို့ခေါ်တဲ့အောက်ချင်းလေးရဲ့တွဲဆိုင်ပါဝင်လာပါတယ်။ဒီအကြောင်းအရာလေးကိုကျွန်တော်မြန်တော့ပြောပြခြင်းသေးပါတယ်။ ဒီဗီဒီယိုရဲ့ကောင်းစင်ကိုလေထန်နေတဲ့ရေဆမ်းမှာလှန်လို့ရအောင်မဲ့အောက်ချင်းလေးဆိုပြီးကောင်းစင်ပေးထားတာကအကြောင်းရင်းရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့အောက်ချင်းလေးဝမ်လူပီနီစမြင့်ထက်မှာပွဲရပြီးဆိုရင်မတန်မရာတွေနဲ့ကြီးပဲပွဲရနေလို့ပါ။ဒါကအမှန်တမ်းကျွန်တော်ပြောတာဖြစ်ပါတယ်။တကယ်လို့မြန်မာဖိုက်တာတယောက်ကဒီစမြင့်ထက်မှာခွင့်ရရခြင်းလွန်းလို့မှုရှော့နိုတစ်ပုံစံမျိုးပဲဖြစ်ဖြစ်ပရိုမိုးရှင်းဘက်ကလိုအပ်တဲ့ပုံစံမျိုးပဲဖြစ်ဖြစ် ဒီလူစားတို့ဝင်ထုတ်ပေးတဲ့အနေအထားတွေမှာမတက်မြဖြစ်တဲ့ဆိုတာလက်ခံလို့ရတယ်။ Joshua Bannon ကလည်းအဲ့ဒီလိုပုံစံမျိုးနဲ့ short notice အခွင့်အရေးကိုရအောင်ယူခဲ့တာ။အောက်ချင်းလေးတို့စိုးနောင်ဦးတို့ဆိုရင်လည်းဒီပုံစံမျိုးပဲဖြစ်ဖို့များတယ်။ဒီ fighter မြောက်စပြီးကလကအဖွန်ပွဲထိုးတုံးနေတဲ့ကသူတို့နဲ့တည်ပေးတဲ့ fighter တွေကလုံးဝမတက်မြရသေးဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောပြခဲ့တယ်။ ဟာလင်းဟုံဆိုရင်ကလကအဖွင့်ပွဲမှာဂျူရိုင်းနဲ့ထိုးရတယ်အဲ့ဒီဖိုက်တာကအရန်ကိုကောင်းတဲ့ဖိုက်တာအခုဆိုရင်135စစ်မြတ်ထက်မှာစုစုပေါင်း5ပွဲထိုးထားပြီးပြီး4ပွဲနိုင်တဲ့တပွဲ no contest ဖြစ်တဲ့လုံးဝရှုံးပွဲမရှိသေးဘူးဒုတိယမြောက်ပွဲအနေနဲ့ထပ်ပြီးတွေ့တာကဂျပန်ဖိုက်တာတာနစ်ဆူတာနစ်ဆူရဲ့အကြောင်းကိုပြည်သက်တွေကောင်းကောင်းသိတယ်သက်ပိုင်အောင်နဲ့အရင်ဆုံးထိုးခဲ့ရတဲ့ဖိုက်တာအဲ့ဒီတုန်းကတောင်စာချုပ်ကြီးရဖို့နိစက်သွားပြီဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ပြည်သက်တွေကိုခြားပြခဲ့တယ်တာနစ်ဆူနဲ့အင်တာဗျူးတချို့ကိုတောင်ခြားပြခဲ့ဘူးတယ် ဆိုတော့ကြတော့ဒီဟာလင်းမုတ်အနေနဲ့ထိုးတက်ရတဲ့ပွဲတွေကပွဲချက်တွေကြီးပဲဖြစ်နေတယ်အဖွန်ပွဲတွေတုန်းကတော့ထားပါတော့ one championship ဆင်းမြင်းထက်မှအခွင့်အရေးရခြင်းလို့လက်ခံတာနောက်တစ်ပွဲကြတော့လည်းပွဲချက်ပြန်တယ်ဒီတစ်ခါကြတော့ ancient time fighter နဲ့ထပ်ပြီးတွေ့တယ် Asian Time Fighter Chabi Chick ကဒီ155ဆင်းမြင်းထက်မှာစုစုပေါင်း9ပွဲအထိထိုးသက်ထားတယ် ၅ပွဲအနိုင်ရတဲ့၂ပွဲရှုံးတယ်။ဒီညမှာအောက်ချင်းလေးအနေနဲ့ရှေ့က၂ပွဲဆက်တိုက်ပွဲချက်တွေလက်ခံထိုးပြီးထားပြီးသားဖြစ်တဲ့အတွက်ဒီတစ်ခါမှတော့သူနဲ့ record ပုံစံမျိုး fighter နဲ့ရင်ဆိုင်ထိုးတဲ့နာပါကျွန်တော်ဖြစ်ဒီတွဲဆိုင်ထွက်လာတော့တော်တော်ကြီးကိုအံ့အားသင့်ပါတယ်။သူပေတိတိုင်အောင် fighter တွေဆိုတော့ဒီလို promotion ကရေးဆွဲတဲ့ဇန်ညွန့်ပေါ်မှာပဲကားရတယ်။အဲ့လိုကပြတဲ့အနေထားမှာပဲကိုရချင်းနဲ့အခွင့်အရေးတွေကိုရအောင်ယူကြရတဲ့ဆိုတော့အပြစ်တော့ပြောမနေတော့ပါဘူး။ ကာယကရှင်ဖိုက်တာလေးကဒီလိုပွဲချက်တွေစက်တိုက်ကစားရတဲ့ဆိုတာကိုပဲပြည်သက်တွေသိရင်ကျင်းတတ်ပြီးကျွန်တော်ကတော့ဟာလင်းအုံရဲ့စာကိုလည်းယုံနေသူကိုယ်တိုင်လည်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလေးကပေါ့နော်ထိုင်းမှာပဲနေတဲ့ထိုင်းမှာပဲနေပြီးတော့စက်တိုက်လေးကျင်းနေ ဒီပွဲထိုးရမယ်ဆိုတဲ့အကြောင်းကိုအစိုးကြီးကတိထားတဲ့အတွက်ပြင်ဆင်ချိန်ပြပြဝဝရထားပွဲရှိတယ်။ဒါကဘာဖြစ်လို့ကျွန်တော်ပြောတာလဲဆိုတော့မြန်မာပြည်ကဖိုက်တာအများစုကစီးကိန်းအတွက်ပြင်ဆင်နေတဲ့အနေထားမှာအောက်ချင်းလေးကမြန်မာပြည်မပြန်မှုထိုင်းမှာပဲရှိနေတယ်။အဲ့ဒီအတွက်ကြောင့်မလို့သူဟာဒီပွဲအတွက်အနီးကပြင်ဆင်မှုတွေကိုတိချာကြိတ်လုံနေတယ်လို့ကျွန်တော်ကဆိုကြည့်ခြင်းနဲ့ဒီလိုတော့အကြောင်းရင်းတွေကြောင့်အများကြီးပြင်ဆင်နေတဲ့အောက်ချင်းလေးအနေနဲ့ထိုင်းဖိုက်တာတယောက်နဲ့တွေ့မှာသူရဲ့စွမ်းဆောင်ရည်ကောင်းတွေကိုထက်လက်ချပြနိုင်ပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျ